ီမှာဆိုအခုဝယ်စမ်းသက်ဖြစ်လာဟုတ်တယ် तू อ่ะဖေးကန်ပိုင်ရှင်ဆိုဖေးတဲ့ရောက်တိုင်းဖေးချရအောင်อ่ะကိုလူရင်းနဲ့ပဲအရင်စမ်းသက်တာပေါ့နော်ပြန်ပို့ကြည့်ကောင်းလားအမချောင်းလည်းပါဟုတ်ပါရဲ့ဟုတ်တယ်ဘာလို့ဆိုတော့ကျွန်တော်ကရင်တော့ပြပြတူးတူးနေတာအဲ့လိုပဲမျက်နှာတော့မှရေပဲတက်တာရေနေပဲတက်တာအဲ့ဒါအနှစ်30လောက်အဲ့လိုပဲနေလာတာအခုတော့လေတဖြည်းဖြည်းနဲ့အကျင့်ပါလာပါပြီလိုရင်းလိုရင်းနဲ့လေအဲ့ဒါမလိုပါရင်ပဲမနေတတ်သလိုလိုပါ ကျွန်တော်တို့မိသားစုဖြတ်တန်းနေကြပုံမှန်ပဲပေါ့နော်မနေ့ဆိုလို့ရှိရင်အေးရနိုးရင်အဲသူတို့ကလေးတွေရောအမျိုးသမီးရောအတွက်အဲ့လိုချက်ပြုတ်စရာရှိတာချက်ပြုတ်တယ်ပြီးရင်အဲကလေးကြောင်းသွားဖို့စီစဉ်တယ်ကျွန်တော်လည်းကျွန်တော်အမျိုးသမီးနဲ့နေ့ရောက်ကလေးတွေကိုကြောင်းပို့တယ်ကြောင်းပို့ပြီးကျွန်တော်စီကန်းလေးဖွင့်လာတော့စီကန်းသွားကြတယ် လေးမလေးချက်ကြီးကလည်းတအားကောင်းတယ်လို့ပြောတယ်ဟုတ်တယ်အမကံကောင်းတာပေါ့ဟုတ်ဟိုတော်တော်ကံကောင်းတယ်လို့တော့ပြောလို့ရပါတယ်ဟုတ်ကျမအဲဖျောင်းဝင်းအမျိုးသမီးတယောက်အနေနဲ့ကြတော့လေဟိုအိမ်မှုကိစ္စလင်းဟင်းတာလေးတွေရှိတယ်ဟိုဘာဆိုတော့အလုပ်ကိုလည်းနည်းနည်းအာရုံစိုက်ဖြစ်တဲ့သူဖြစ်နေတဲ့အခါကျတော့အဲ့လိုလင်းဟင်းတာတွေပါလေသူကနားလေပေးထားရပေါ့နော် ပြီးတော့ကျမတို့နေတိုင်းစားဖို့တောက်ဖို့စာစီစဉ်ပေးနေတာနေနေမယ်တအားကျေးဇူးကြီးနေပါပြီဟုတ်အဓိကတော့ဟိုပေါ့ဗျာဟို တယောက်မှလိုတဲ့ကွက်လက်လေးကိုတယောက်ဖြည့်ပေးတာပေါ့အဲ့လိုသဘောမျိုးပါပဲဘာလို့ဆိုတော့ဟိုကျွန်တော်မျိုးသမီးကအတူတနေ့ကုန်အလုတ်လောက်တာအလုတ်လောက်တယ်ပင်ပန်းတယ်ပြီးတော့သူလူတူလူနာတယ်သူဧည့်သည်တွေနဲ့တွေ့ရတယ်ပြီးတော့တခြားအလုတ်တွေလည်းလုပ်တယ်ကျွန်တော်ကကြတော့အခုလောဆယ်မှာကျွန်တော်ရဲ့အလုတ်ကလေးတွေကနည်းနည်းအေးနေတဲ့အချိန်ဆိုတော့ကျွန်တော်သူ့အလုတ်တွေကိုဝင်ကူတယ်ပြီးတော့ကျွန်တော်နှစ်ယောက်အတူတူလှုပ်ထားတဲ့အလုတ်ကလေးတွေပေါ့နော်ဒီစည်းကမ်းလေးဖွင့်ထားတဲ့အဥ္စာလေးမှာကျွန်တော်တို့အတူတူလှုပ်ကြတယ်အဲပြီးတော့ပိုတဲ့အချိန်တော်တော်များများတော့ ျွန်တော်သားသမီးကိစ္စနဲ့ဒီအမျိုးသမီးကိစ္စနဲ့ချိန်ကုန်နေတာပေါ့ဟုတ် very much ဆိုလို့ရှိရင်ပထမဆုံး treatment ဆိုအခုဝယ်စမ်းသက်ဖြစ်တာဟုတ်တယ် तू อ่ะ vegan ပိုင်ရှင်ဆိုကျွန်တော် vegan ရေဟိုပိုင်ရှင်ရကြသူ့နာမည်နဲ့သူ့ပေါ့เนาะအဲ့ခါကျတော့တကူကျွန်မဟိုဧည့်သည်တွေကို treatment လုပ်ပေးမယ်ဆိုတိုင်းတကူဆေးအသေးရောက်တိုင်းဖိတ်ချရအောင်อ่ะကိုလူရင်းနဲ့ပဲအရင်စမ်းသက်တာပေါ့เนาะဒါပေမဲ့စမ်းသက်တာကြီးအကုန်လုံးကကြတော့လေဟိုသူ့နဲ့တဲ့နေတဲ့အခါကျတော့ तू ကတော့အဲ့ရကနေအမြတ်ရတာပေါ့เนาะကျွန်တော်ကပို့ပြီးတော့လေအရင် ်ဟုတ်ပါရဲ့ဟုတ်တယ်ဘာလို့ဆိုတော့ကျွန်တော်အရင်တော့ပီပီတူးတူးနေတာပီပီတူးနေဆိုတော့ကျွန်တော်အရင်တော့အဲ့လိုပဲမျက်နာတော့မှအရေးပဲတက်တာရင်းနေပဲတက်တာအဲ့ဒါနှစ်30လောက်အဲ့လိုပဲနေလာတာနောက်ပိုင်းကျတော့မှနည်းနည်း skin ဆိုတာကဲရတယ်ပေါ့နော် skin ကဲရတယ်ဆိုတာတည်တဲ့ချိန်ကျတော့လေအဲ့လိုအများကြီးမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးဆိုတာဟိုမျက်နာတက်စီလောက်ပဲတုံးတယ်မျက်နာတက်စီလောက်တုံးတယ်ဒါပေမဲ့အမျိုးသမီးနဲ့ယူပြီးတဲ့ချိန်ကျတော့သူကအဲ့ဒါကိုမရဘူးတကူအဲ့လို hygiene အစအကုန်လိုက်ပြီးတော့ ခယူဆိုင်တယ်ကျွန်တော်ကတော့ပြပြတူတူအမြဲနေနေကြတော့တစ်ခါကြီးကြရင်လည်းလင်းဟင်းတာရှိအောင်ပါနော်အဲအခုတော့လည်းတဖြည်းဖြည်းနဲ့အကျင့်ပါလာပါပြီလိုရင်းလိုရင်းနဲ့လေအဲ့ဒါမလိုပါရင်ပဲမနေတတ်လို့လိုပါလို့အဲ့လိုဖြစ်နေဟုတ် လည်းကန်ကောင်းတာပေါ့အမเนาะကိုကြီးကြည့်ကောင်းလားအမကြောင့်အများကြီးပါအပါပါတယ်တရားရကန်တော့မှာပဲကျော်မပြောပြပါဘူးလို့ရောက်ခဲ့ပြီအဲသူ့တော့အဓိကတော့ hygiene ပဲကျမတို့ခရူးဆိုင်ထိုင်းပစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့အဲ့ဒီ aging ကတော့လူတိုင်းကတော့အနည်းငယ်များရှိတာပဲလေဟိုကိုကကျတော့လေအခုဟာတကယ်ကျမရဲ့ career life ကကျတော့ဒီ aesthetic နဲ့ dermatology လေးလာတဲ့ဆရာဝန်ဆိုတော့ဟိုကို့အနည်းဆုံးကလူမှာကိုကခဲမလုပ်ပေးတိုင်းယုံကြည်မှုကတိတ်အဆင်မပြေနိုင်ဘူးလေအ အဲ့ဒီအတွက်ကြောင့်မလို့သူ့ကိုတော့ပို့ပြီးတော့ခဲလုပ်ပေးဖြစ်တယ်အဓိကတော့ anti aging ပေါ့နော်ဟုတ်အဲ့လိုမျိုးလေးပါပဲပို့ပြီးတော့လေအသက်ကကြီးပြီဆိုတော့ဟုတ်တယ်အိမ်နောက်စားကြတယ်တို့မျိုးကျွန်တော်အဲ့လိုမျိုးကတော့အဲ့လိုပဲဟိုတိတ်အဲ့ဒါကြီးကို caring လုပ်ရတော့ကျွန်တော်တိတ်ဟိုမချိုက်တာမဟုတ်ပြပြင်းတာအဲပြင်းတာအဲ့ဒါကြီးလုံနေတကူးတခါကြီးအဲ့လိုလုံရမှာကိုကျွန်တော်ပြင်းတယ်အဲ့လိုခီးတွေပါသွားလဲမျက်နှာသစ်စီတစ်ခုလောက်တော့ပါတယ် ပွဲစင်မတက်မယ်ဆိုလဲမျက်နှာလေးတက်ပြန်လာရင်လည်းမျက်နှာလေးတက်အိတ်လိုက်အဲ့လောက်ပဲဟုတ်ဒီကြီးကနောက်လာတော့ဒီကြီးကတော့လုပ်ပြီပဲတော့နောက်ကြာမတို့ရေးအဖေပို့ချစ်ကြတာများလားချစ်ပို့ကြအဲ့ဒါပြောပြပါအဲ့ဒါဒီလိုပြဟိုကျွန်တော်တို့ happy လေးကိုဝင်ရှိပြီ happy လေးကိုမွေးတော့မျိုးသမီးက happy လေးမွေးပြီးတော့3လ5လ6လလောက်မှလာ3လပါလေ3လလောက်မှလေဟိုကျွန်တော်တို့အဲ့တော့ covid ဖြစ်တော့လေ ဟိုကျွန်တော်တို့တခြားလူတွေလုံးလို့မရအောင်အဲ့တော့ကျွန်တော်တို့အဓိကကျွန်တော်တို့ရဲ့ဟိုစားပေါ့နော်ဟိုစားဝတ်နေရောဘာရောပေါ့နော်အရာအလုံးအတွက်ကိုဟိုအမျိုးသမီးအလုပ်လုပ်ရတယ်အလုပ်လုပ်ရတယ်သူအဲ့ဒီအထူးခုစီကံတစ်ခုမှသွားပြီးအလုပ်လုပ်တယ်လုပ်လုပ်တော့ happy လေးကကျွန်တော်နဲ့ပဲအမြဲတမ်းနေပြစ်တယ်အဲအမြဲတမ်းပဲနေရတယ်ပေါ့နော်ကျွန်တော်က happy လေးကိုအမြဲတမ်းထိန်းရတယ်အမေကအလုပ်သွားပေါ့ကျွန်တော်ကထိန်းပေါ့အဲ့ကာလာတစ်ခုလုံးကကျွန်တော်တို့အိမ်ထဲမှာပဲနေရတဲ့အချိန်ကြီးတော်တော်များများကျွန်တော် happy နေပဲအချိန်ကုန်တာများတယ်အဲ့ဒါကြောင့်လေ तू ကကျွန်တော်ကိုပို့ပြီးတော့ဟိုကက်တာထင်းဟုတ် ကျေးဇူးနေကြရအောင်အဲ့အကြမ်းနဲ့ပြောရခက်တာ။ဟဲ့ပြီးကြတော့သူနဲ့အရန်ကတ်တာများလို့သူ့ကိုချစ်သွားတယ်ရှင်ပဲ။ချစ်ချင်းကြတော့ကိုနဲ့အရန်တွေ့ရတယ်။ဒါပေမဲ့ဟိုနှစ်ယောက်ရှင်လာရင်အဖေကိုပို့ပြီးတော့တွေ့။ကလေးတွေကအဲ့လိုလက်သားရဲ့စီကိုပို့ပြီးချစ်ကြတယ်ထင်ပါတယ်။အမေဆိုတော့လေလေကိုကနည်းနည်းစူးစူးပြော့ပြော့အော်အော်တော့ရှိတာပေါ့နော်။သူ့ဖေကကြတော့သူ့သားသမီးတွေကိုခုထိစူးလဲမစူးအော်လဲမအော်ဘူး။အရန်အလိုလိုက်တယ်ထင်ပါပါတော့။ကလေးတွေကပို့ချစ်တယ်ထင်ပါတယ်။အခုတော့ပီတီတွေဖြာနေတယ်။ အဲပြားတော့ပြားတော့ပီတိပြားဒီခါကြီးရောက်လဲနှစ်ယောက်လုံးကတအားကဲလူနေရောဒီနေ့အဲ့လိုပင်မဲတယ်သူတို့နှစ်ယောက်ကလူနေတစ်ချိန်လုံးတစ်ချိန်လုံးလူနေတယ်အဲ့လိုကဲအပီကအာရုပ်ပိုင်းဆိုင်ရာကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာအမေနဲ့နည်းနည်းတူတယ်တချင်ကကြတော့ကျွန်တော်နဲ့နည်းနည်းပူတူတယ်ထင်တယ်ဟိုနည်းနည်းလေးလေဆိုရှယ်တအားဟိုပါဖြစ်တယ်အာသူလူနဲ့ပေါင်းဒီလူနဲ့ပေါင်းအဲ့လိုကြောင်းပို့လို့ရှိရင်လေသူကကြောင်းကတငယ်ချင်းရနေပြီလို့ပေါ့ဟက်ပီဆိုအခုချိန်ဒီသူ့တငယ်ချင်းဘယ်သူလဲလို့မေးဟက်ပီကမဖြေဘူး အဲချစ်ချင်းရကြတော့မဟုတ်ဘူးတငငချင်းရနေပြီကျွန်တော်ကျွန်တော်နှစ်နှစ်ခွဲပဲရှိသေးတယ်ကျွန်တော်ငငယ်တော့လည်းအဲ့လိုပဲကျွန်တော်ကအဲ့လိုတငငချင်းအပေါင်းအသင်းတအားမှတ်တာဟိုမိဘတွေကလည်းဝန်ထမ်းတွေဆိုတော့ကျွန်တော်ကတငငချင်းနေနေပဲနေရတဲ့အချိန်များတယ်လीအဲ့တော့တငငချင်းတအားမှတ်တယ်ချစ်ချင်းကကျွန်တော်နဲ့တူတယ် နှစ်ယောက်ကပြည့်စုံနေပြီဆိုတော့လေဟုတ်တာတော့တမျိုးရတယ်ဆိုတော့ရှားပြီဘောနော်ဟုတ်ဒါပေမဲ့လည်းตัวดูกันเตียบ่เนาะย่าละได้เฉิงจ่ายเนาะเลยดูเว้ยย่าหยังย่าวะมาบ่อะน่ะတော့เลยไม่ပြောတတ်ဘူးဟိုเบียร์အောင်มาတော့ตาซี้ท่าတယ်တော့เบียร์တော့มาไม่ရှိပါဘူးကျွန်တော်တို့มาတော့ဟုတ်อืมကျွန်တော်မျိုးသမီးကိုဟိုชิดတဲ့လူရဲ့ညားကျွန်တော်ပျော်ပါတယ်ဗျာဘာလို့ဆိုဟိုชิดတဲ့လူညားဆိုတော့ကောင်းတဲ့အရာပဲလीဟုတ်မုန်းတဲ့လူနေတယ်ชิดတဲ့လူညားဆိုတော့အဖြစ်တဲ့အရာပဲ ကျွန်တော်တို့ရဲ့ interview ကိုအားကြီးရှုနေကြတဲ့ပရိသတ်တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့အားလုံးလည်းဆင်ပြေကြပါစေအားလုံးလည်းတိုးတက်ကြီးပွားကြပါစေဟုတ်ဟုတ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်